ဟယ်လိုမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေ။ဆိုတော့မန်ချက်စတာယူနိုက်တက်ကကျွန်တော်တို့မနက်က live ပြောခဲ့တုန်းကလိုပဲတိုက်စစ်မှုနေရာမှာကျွန်တော်ဒီခေါ်ဝတ်ကျိုးပန်းနေတဲ့နေရာမှာနံပါတ်1ဦးစားပေးပြစ်မှတ်ကတော့ Lian Dilab ပဲပေါ့။အတိုင်းပဲပေါ့နော်။ Dilab ကကျွန်တော်နေတဲ့ခေါ်မဲ့အသင်းများတယ်ဆိုတော့အသင်းဟာဒုတိယပြစ်မှတ်နေတဲ့ Victor Osimhen ကိုပြစ်မှတ်ထားနေတယ် ဒီညမှာအိုစီမန်ကိုခေါ်ဖို့တွဲဆိုလို့ရှိရင်တော့ Manchester United တို့မလွယ်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဈေးကြီးပေးရမှာဆိုလို့ဆိုတော့ United အနေနဲ့တိုက်စင်မှု Vida အိုစီမန်ကိုခေါ်ဖို့အတွက်ကြိုးပမ်းမဲ့နေရာမှာ Rasmus Hojlund ရဲ့အပြောင်းအရွှေ့ကိုဒစိမ့်တစ်ပိုင်းအဖြစ်ထည့်သွင်းသွားနိုင်ခြေရှိတယ်ပေါ့။ဆိုတော့ဒီ Napoli ဘက်ကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ Manchester United ရဲ့ကစားမဖြစ်တဲ့ဒီ Garnacho ကိုလိုချင်တယ်။နော် Rasmus Hojlund တော့မဟုတ်ဘူး Garnacho ကိုသူလိုချင်တယ်။ ဒါပေမဲ့လေလို့ကျွန်တော်တို့က white line ကိုပဲပေးမယ် white line ကတော့ identity series နဲ့အသားကြပြီးသားကစားသမားဆိုတဲ့ခါကျတော့တိတ်တော့ပြောစရာမလိုဘူးပေါ့ဗျာဒါပေမဲ့လေလို့ပေါ့နော်ဘယ်လိုပြောရမလဲအတင်းဘက်ကဟို OC man ကိုဝယ်မယ်ဆိုရင်ငါတို့ကတော့ဟေး OC man ကိုရကျင်တယ် Napoli ထံအဲ Resma white line ကိုကျွန်တော်ဒါအလိုက်ပေးမယ်ဆိုလို့ရှင် Napoli ရဲ့ဘက်ကလက်ခံပါမလားတခုတော့ရှိတယ်ဗျာ Napoli လည်းတိုက်စစ်ကကြည့်ရတော့မှာ Napoli တိုက်စစ်ပိုင်းမှာဆိုလို့ရှင် OC man တို့ဘာလို့ကဒီလုံးဝစင်းင်းနဲ့မှမပါတော့ဘူး အခုလည်းကြီးသူတို့အားကိုးနေရတာဒီလူကာကူပဲလူကာကူပြီးရင်တိတ်မရှိတော့အဲ့လိုမျိုးဆိုတော့လူကာကူကလည်းအသက်ရွယ်ကရလာပြီဗျ strong ဖြစ်ထုံးတုံးလုံးရာတုံးဆိုပြီးမဲ့လို့ပေါ့နော်ဒါပြောရလို့ရှိရင်မလွယ်ဘူးပေါ့လူကာကူပြီးရင်သူတို့ဘယ်လိုဆက်သွားမလဲဆိုတော့ Resman Whiteland ဒီသူတို့တို့အဖြေဖြစ်လာနိုင်နေပေါ့နော် Italy Serie မှာလည်းအသားကျဘူးတယ်ကိုရီအတ္တနနာသားတွေဝယ်တုံးကလူမျိုးဒီ10 80 80လဲသူတို့ပေးစရာမလိုဘူးဗျငါတို့ကိုအစီမံပေးငါတို့ကငွေသားလဲပေးမယ်ပြီးရင် Resman Whiteland ကိုလည်းထည့်ပေးမယ်ဆိုတဲ့သဘောပဲ သူတို့ဟာအူစီမန်ကိုတန်း60လောက်နဲ့လိုချင်တယ်ဆိုလို့ရင်ကိုရီးယားအူစီမန်ကိုငါတို့ပေါ့နော်အဲ Resma Whiteland Plus နောက်ထပ်တန်း40ဒါမှမဟုတ်တန်း30ဆိုတဲ့ပုံစံမျိုးနဲ့လည်းကျူပန်းလောက်ရာကောင်းရတာပဲတခုတော့ရှိတာပေါ့နာပိုလီရဲ့ဘက်က Whiteland ကိုလိုချင်ပါမလားပေါ့နော်ဟိုကျွန်တော်ကတော့ Whiteland ရဲ့အပြောင်းအရွှေ့ကတော်တော်ကိုခိုင်းနေမိထင်ပါတယ်ဒီကစားမကအတင်းမှာရုံးကန်နေရပြီးတော့အချီနီလည်းတိတ်ပြီးတော့မကောင်းဘူးပေါ့နော်ဒါအပြင်အတင်းဘက်ကလည်းဒါအူစီမန်တို့ပဲဖြစ်ဖြစ် လီယန်တီလက်ပို့လို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အမှန်ကန်အားပြည့်မှုကျူးပန်းနေတယ်ဆိုတော့အတင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့တိတ်ပြီးတော့တိုက်စစ်ပိုင်းမှာ white line ကိုနေရာပေးနိုင်မှုကမရှိတော့ဘူးကျွန်တော် white line ကိုကျွန်တော်အနေနဲ့အတင်းမှာဆက်ထားတာထက်လက်လွတ်တာကပို့ပြီးတော့အကျိုးမြတ်များမယ်ဆိုရင်အတင်းဘက်ကတော့တိတ်ပြီးတော့ဟိုတိတ်တာဆွဲနေမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်လက်လွတ်သွားမယ်ချက်ချင်းဆိုလို့လက်လွတ်သွားမယ်အခြေအနေမျိုးတွေလည်းတွေ့နေရတယ်ဆိုတော့ဟိုတခုရှိတာကတော့ဗျာကျွန်တော်တို့ဘက်ကတန်း30တက်မှတ်ထားတယ် နာပိုလီရဲ့ဘက်ကတန်း30တက်မှတ်ပါမလားဆိုတော့ဟိုအကယ်လို့ဒီလက်ကချယ်လ်စီတို့နဲ့အပြိုင်ခိုးရမယ်ကိုကလည်းဈေးတနိုင်ခြင်းမရှိဘူးမန်ချက်စတာစီးတီးတို့နဲ့လည်းအပြိုင်ခိုးရမယ်ပါညာဆိုရင်တော့ဟူစီမန်ဟာပြစ်မှတ်ကောင်းဖြစ်လာနိုင်နေပါတော့ကျွန်တော်ကတော့တိတ်ပြီးတော့ကြိုက်နေတယ်မှာမပါဘူးဗျာဒီလက်တို့ပါလို့နဲ့ရှင်ဒီလက်တို့ကိုတော့မှပို့ပြီးတော့သဘောကျသေးတယ်အဲဒီလိုဦးစီမန်ကျွန်တော်တို့ဒါ Resma Whiteland Plus တန်း30ဆိုလို့ရှင်တော်တော်ကြီးကောင်းနေစေဖြစ်နေပြီတေချာတာတကူက나ပိုလီရဲ့ဘက်ကမဖြစ်မနေရောင်းချင်တာဦးစီမန်ကိုတခြားကြောင့်မဟုတ်ဘူး ဒီသူတို့ OC man တွေကဘလို့မှအဆင်မပြေတော့လုံးဝပြဿနာတွေတက်ထားတာဆိုတော့သူတို့ကဗောနောသူတို့လူချင်းတဲ့ဈေးအများကြီးရဖို့ထက်ကစားမားကိုမဖြစ်မနေအရင်လက်လွတ်မယ်ဆိုတဲ့ပုံစံမျိုးကနော်ဒါလာသူတို့လည်းဦးစားပေးဖြစ်နေတယ်အဲတော့ကျွန်တော်ကတော့ဟို Rasma Whiteland ကို အလိုက်ပေးပြီးတော့ OC man ကိုကန်းလန်းတာကအတင်းတူရဗောနောတကယ် option ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ် ပြီးလို့ရှိရင်လည်းပဲနာပိုလီတို့ကတကယ်ရွေးချယ်စရာကောင်းတစ်ခုလို့လည်းကျွန်တော်တို့ယူဆတယ်သူတို့ဘက်ကတကယ်ကြိုက်မကြိုက်တော့ဒါကတော့တမျိုးပေါ့လေเนาะဆိုတော့ကြည့်ရမယ်ကျွန်တော်တို့ဒါညီကလို့နေနေရောဘလူမီညလေ Resman Wildland နဲ့ပတ်သက်လို့ရှိရင်တော့မျောလင်းကြက်ကကုံတလောက်ဖြစ်နေပါပြီရောင်းဖို့တော့မလွယ်ဘူးဗျ White Land ကိုဘယ်သူတန်း30ပေးမလဲဒီချိန်မှာเนาะ White Land ကိုတန်း30ထိတန်ကြီးတက်မှတ်သူတွေရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ပြောလို့တော့မရဘူးပေါ့ဗျာဆိုတော့ညီကလို့နေနေရောကျွန်တော်တို့ Lion D Lab ကိုတန်း30တန်း40လောက်နဲ့အရခေါ်တင်လား တခြားအသင်းတွေနဲ့အပြိုင်ပေါ့နော်ဒါမှမဟုတ်ဆိုလို့ရှိရင်အူစီမန်ကိုခေါ်ဖို့အတွက်ခွိုင်လန်ကိုအလိုက်ပေးပြီးတော့ကြိုးပမ်းတင်လာဘယ်ဟာကအသင်းအတွက်ပို့ပြီးတော့ဟိုလက်တွေ့ကြတဲ့အပြောင်းအရွှေ့လို့ညီကတို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးကျေးမာတယ်